မောင်သားချို့ဤဖြက်ခနဲ့တွေ့ရသည့်ကျွန်တော်တို့ရှိကကြက်တရာများဆရာပါရကူညီတို့တွေဆရာပါရကူဆိုတာကိုရောကြားဘူးကြရဲ့လားစင်စစ်ညီတို့ဦးတည်နန်းသားကိုတုံးက ကျွန်တော်ကမေးလိုက်မိတော့လေတန်တဲမကယောက်ျားကလေးတွေလည်းပါပါသည်သို့တော်လေလူလေး90တဲတွင်ယောက်ျားကလေးဖြစ်သူကတယောက်စာနှစ်ယောက်စာများတာပါရှိနေပေရာကျွန်တော်ကများရာကိုဆွဲပြီး ညီတို့ဟုတုံ့နှုံးလိုက်ခြင်းဖြစ်သည်ညာဦးမြို့ရွှေသီးကုံဘုရားခြေတော်ရင်ဤကကိုထွန်းလင်းနှင့်မတန်းထေတို့ဤအိမ်အောက်ထက်တွင် ပကံညာဦးတော်ဝိုက်ကကျွန်တော်တပတ်တက္ကသိုလ်ကျောင်းသူကျောင်းသားများကိုမွန်ကြောက်စာအကြောင်းဆွေးနွေးနေရင် စာရေးဆရာများအကြောင်းစကားဆက်မိသွားရမှထပ်ပမေကွန်းကိုကျွန်တော်ကမေးခဲ့ခြင်းဖြစ်သည်ကျောင်းသားများစုစီမှကြားဘူးပါတယ်ဟူသောစကားတန်တချို့ထွက်လာသည်ဒီတော့ကျွန်တော်ကစကားကိုဆက်ရပါသည် ဒါဆိုညီတို့ပဲတောက်တွေဖတ်ဖို့ကြလေပကံကြီးတဲ့ဒီဖြစ်ကားတော့ចောင်းသူចောင်းသားတော်တော်များများဒီမှာတံပြိုင်ထွက်ပေါ်လာတော့ဖြစ်ဖြစ်ပါသည်ဆရာပါရကူဤများပြားလာစွာသောစာအုပ်များတဲ့မှပကံကြီးတဲ့စာအုပ်ကိုတညီတညွတ်ထည့်ဖြစ်ကြသည်မှာတော့သူတို့နဲ့နီနီကလေးကအကြောင်းအရာတွေကိုရေးထားသောစာအုပ်ဖြစ်၍ဟုပဲကျွန်တော်နားလည်ရပါသည် ကျွန်တော်ကပကံကြီးတဲ့စာအုပ်နဲ့ပတ်သက်၍စကားဆက်ရန်ပြင်ဆင်မှပင်အင်ရှိတို့ကာတစီထိုးဆိုင်လာပါသည် ကာရကဖွင့်တံပြန်ပိတ်တံများ၏နောက်တွင်လူတစ်ယောက်ကားပေါ်မှဆင်းလာပါသည်ထို့နောက်ခြံတကားဝါးတွင်မတက်ရက်နေရင်မှကျွန်တော်နှင့်ចောင်းသားចောင်းသူများရှိရာကိုလှမ်းကြည့်ရင်ဆရာမောင်သားချို့ဆိုတာရှိပါသလားဟု မေးလာပါသည်ကျွန်တော်ကကျွန်တော်ကိုကျွန်တော်မိတ်ဆက်ရင်းကသူရှိရာကိုရှောက်သွားပြစ်ပါသည်သူကဆရာပါရဂူရောကခေါ်ခံလိုက်လို့ပါဖြင့်ခဏလောက်လိုက်ခဲ့ပါတဲ့ဆရာကိုတာရောတင်ပရောက်ကိုမျိုးခင်ရော ရပြည့်ဦးစွန်းညွန့်တို့ရောမြရရနာမှာ breakfast ဆိုင်စောင့်နေကြပါတယ်။တက်တိုက်တိုင်ဆိုင်ဆရာပါရကူအကြောင်းပြောနေတုံးဆရာပါရကူတို့ရောက်လာကြသည် ဆို၍ကျွန်တော်ဝမ်းသာသွားမိသည်။ထို့ကြောင့်ចောင်းသားများကိုခဏခွင့်ပန်ကလားကြိုသည့်ကားပေါ်ကိုတက်လိုက်ပြီးသည်နှင့်ကားဆရာကသူ့ဤပါမုံကားကလေးကိုကျင်းလဲစွာမောင်းထွက်လိုက်ပြီးသည်။တရရိပ်ပြင်းနေသောကားပေါ်တွင် လိုက်ပါသွားနေရင်ကပကံတို့ရောက်လာပြန်သည်ဆိုသော ပကံခီးတဲ့ကြီးဆရာပါရဂူကိုကျွန်တော်တွေ့ကျင်မြင်ခြင်းနေမိပါသည်ပကံခီးတဲ့တဲ့မှန်ပါသည်ဆရာပါရဂူကတကယ်ကိုပင်ခီးတဲ့ကြီးဖြစ်ပါသည်ပကံအနက်ခြေစမ်းခဲ့ဘူးလေသမားကိုပင်ပကံခီးတဲ့ဟူ၍စောင်းတုပ်ရေးသားခဲ့ဘူးသူဖြစ်ပါသည်တပ်ပြင်းညူအာနန္ဒာရွှေစည်းကုန်းထီလို့မင်းလို့ဓမ္မယံကြီးကတော့ပလင်မင်္ဂလာသီရီဥပါလိတဲ့ နတ်လောင်ကြောင်းငှက်ပြက်တောင်းဖျားနီတရပတကားစတိစတိဖြင့်ပကညာဦးတဝိုင်းမှ အထင်ကရအမတ်တရနေရများစွာကိုတမိုင်းမြင်တက်တက်ဖြင့်၆ကက်ကက်ကြီးလည်းမဖြစ်ရအောင်ခီးသွွားမှတ်တမ်းတက်တက်ဖြင့်အနှစ်သာရလည်းမမဲရအောင်အလေးပေါ့ချိန်ပြီးဆရာရေးသွားပုံကကျွန်တော်သဘောကျမိပါသည်အခုထိုးဆရာပါရကူကကျွန်တော်ပကန်းတွင်ရှိနေတဲ့ရက်များတွင်မှ ပကံကိုရောက်ရှိ၍လာပြန်ပါသည်ပကံခီးတဲ့ကြီးနှင့်စပယ်မိတ်ဆွေများနနက်သာသားနေကြရာမြရတနာရှိမှတနောင်းပင်ရိတ်တွင် ကားထိုးရက်လိုက်ပြီးနောက်ဆိုင်ထဲသို့ကျွန်တော်တို့ဝင်ရောက်မိသည်နှင့်နှွေးထွေးပြီးပွင့်လင်းသည့်အပြုံးဖြင့်ဆရာပါတကူကစည်းကြိုနေခဲ့ပေသည်တကယ်တော့ကျွန်တော်တို့တဲ့အသက်အရွယ်လည်းကြီးအတွေ့အကြုံလည်းရင့်ကျက်ပညာဉာဏ်လည်းခိုင်ခန့်သည့်ဆရာပါတကူလိုစာရေးဆရာကြီးက သူပြောပြလို့ရာကိုအေးစစ်စစ်ပြောလို့ကျွန်တော်တို့ကလည်းကျွန်တော်တို့ယင်တဲ့ရှိသည့်အရာတွေကိုပွန့်ပွန့်လင်းလင်းထုတ်ဖော်လို့နေနိုင်ရသည့်အထိချိန်တွေပေါ်ပေါ်တည်တည်ရပြီးရာသည့်အတိုင်းလဲစကားပြောပြကြသည့်မှာကထို့ပကံညပင်ဖြစ်ပါသည်ထိုနေ့ကညဦးမှနေ၍ပကံတို့ကျွန်တော်ကိုလိုက်ပို့ပေးသူမှာကိုစန်းထွန်းဦးဖြစ်ပါသည်ကိုစန်းထွန်းဦးဤကားကလေးပကံရှိတင်ပရောက်ကိုမျိုးခင်ဤ ထန်းရိတ်ညိုပကြီးပြကန်းချံပေါဝါ၌ရမ်းမိလိုက်တော့အခါပကန်ဒေတာဤဆောင်ရသည်မှောင်စားပြု၍နေပါပြီထန်းညိုချန်တန်းရှိမြက်ခင်းစင်းစင်းတို့ပေါ်တွင်က ကလထိုင်များချကဆရာပါရဂူတို့ဝိုင်းဖွဲ၍နေကြပါသည်ဆရာပါရဂူဆရာကိုတာတင်ပရောက်ကိုမျိုးခင်ဂျာပြည့်ဦးစိုးညွန့်စသည်တဝဲပေါ်မှာကတော့ဂျော်နီလန်းလျှောက်မဟုရာယောင်တပလင်းသောတာပလင်းတချို့ငရမ်း၆ပကံ စတားเจ้าပကံအမဲเจ้าပကံနဲ့တခြားတခြားသော စားတောက်ဖွဲရများ ကျွန်တော်တို့ဝိုင်းထဲကိုဝင်လိုက်ပြီးချိန်တွင်ဆရာပါတကူတို့ကခြေလန်းကလေးနဲ့နဲ့ဥထားနှင်ပြီးဖြစ်ပါသည်ညာဥပိုင်းကလေးဖြစ်တော်လဲပကံဆောင်ဤခတ်ထမှုအောက်တွင်အားလုံးအနှွေးတဲ့ကိုစီနှင်ဖြစ်ပါသည်ပြီးတော့အုတ်ထုတ်တွေလဲကိုစီစောင်းထားကြပါ၏နှင်းကမြက်ခင်းပြင်ပေါ်မှာရောသပွဲကလထိုင်တွေပေါ်မှာရောရောက်ရှိ၍နေပါပြီ။ တစ်ချက်တစ်ချက်အော်မြည်လိုက်သည့်ပရိသတ်ကလေးတွေမှာအပတိတ်ဆိတ်နေသည့်ညတွင် စကော့တလန်ဝီစကီနွေးနွေးကိုကျွန်တော်ရင်ကောင်းတဲ့သို့လောင်းထည့်လိုက်ပြီးသည့်အခါပကံညာတီပုံမို့၍ပူကတ်နွေးထွေးသွားသည့်နှင့်ခံစားလိုက်ရပြီသည်ဆရာပါရကူကမကြာခဏဆိုသလိုပင်အပေါ်ပါထား၍ထား၍သွားပါသည်သွားတိုင်းလဲကျွန်တော်တို့ကလဲမည်ဆိုရလိုက်ပို့ရန်ကြိုးစားပါသည်သို့တော်ဆရာကလက်မခံပါအသက်80ဝန်းကျင်စာရေးဆရာကြီးတယောက မျက်မှန်ထူကြီးတက်ထားရသောဆိုင်းဆရာကြီးတယောက်လှုပ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 ်နဲ့လမ်းလျှောက်နေပုံမှာအာမရစရာဖြစ်ပါသည်ဘဲချင်းကြီးလိုက်ကြီးလိုက်ဆရာလမ်းလျှောက်ပုံမှာရှေ့ကိုမရောက်ဘဲနောက်ကိုပြန်လျှောက်နေသည်နှင့်တူပါသည်ပြီးတော့ဆရာလမ်းလျှောက်ပုံကခေါအပိုင်းရှေ့ကိုရောက်နေပြီးအပေါ်ပိုင်းကနောက်တွင်နည်းနည်းကျန်းနေခဲ့သလိုဖြစ်ရာလမ်းတန်းတန်းကြီးဖြစ်၍လဲတော့မလားလဲတော့မလားနှင့်ထင်းနေရသောလမ်းလျှောက်ပုံမျိုးဖြစ်ပါသည် ီကြားတဲ့ခြေလမ်းကလေးကစိတ်ပြန်တော့ရှေ့ကိုတော်တော်နဲ့မရောက်နိုင်တော့စဘာတမန်ကြီးရေစံမိနေပုံနဲ့ပဲတူလာပါသေးသည် ပြောရရင်ပညာရေးနဲ့ပတ်သက်လာရင်ကျောင်းတို့ဘာလို့ကျွန်တော်တိတ်ယုံကြည်မရှိလာဘူးဗျကြာပါရကူကငရမ်း၆တစ်ဖက်ကိုကောက်ဝါနေရင်မှသူ့အယူအဆကိုပေါ်ထုတ်ပါသည်စကားဝိုင်းတီဟိုပြောတီပြောပြောနေရင်မှပညာရေးဘက်ကိုရောက်သွားခြင်းဖြစ်ပါသည် ဆရာပါရဂူကကြောင်းထက်မိမိဘာသာလေးလံခြင်းကိုပို၍အာယုံညော့ဟန်တို့ပါသည်ကိုတာကတော့မဟုတ်ကြောင်းကိုလိုလားသည်ကြောင်းတွေကစနစ်စနစ်ကိုပေးလိုက်နိုင်သည်ဟုယုံကြည်သည်တိုးတက်သည့်နိုင်ငံများတွင်လည်းကြောင်းဆိုတာတော့ထားရှိနေကြရတာပဲဟုထောက်ပြသည်ဆရာပါရဂူကတိတ်လက်ခံခြင်းပုံမရပါတကယ့်ပညာရေး၌ထူးသဖြင့်ဝိသပညာရေးများ၌ဆက်စတာတွေကသာလူကိုပို့ပြီးတောက်ပြောင်စေနိုင်သည်ဟုယုံကြည်နေပုံရပါသည် ဒီလိုဆိုရင်အိုင်စတိုင်းဖြစ်သွားအောင်နျူတန်ဖြစ်သွားအောင်ဂရဟံဖြစ်သွားအောင်တောမတ်အက်ဒီဆင်ဖြစ်သွားအောင်ဘတ်ထရန်ရက်ဆက်ဖြစ်သွားအောင်ရန်ပေါ်ဆက်ဖြစ်သွားအောင်ယာဟုလာတန်ကိစီဖြစ်သွားအောင်ចောင်းနေကလှုပ်ပေးလိုက်တာလားကိုဘတာကိုလှုပ်ယူကြရတာလားကျွန်တော်အတွေးဝင်မိသည်ဘလို့ပဲဖြစ်ဖြစ်ဆရာပါတကူကတော့ပညာကို ကိုတိုင်ရှာခဲ့ရသူဖြစ်ပါသည်ဆရာကိုမွေးခဲ့သည်ဆိုတော့ဟင်္ဒရာခရိုင်တဲကတနွန်တနော့ရွာကလေးတီက ဖွံ့ဖြိုးတိုးတက်မှုနောက်ကျလွန်လာပေရာဒီရွာကလေးကနေပါရဂူဟူသောစာရေးဆရာကြီးတယောက်ဖြစ်မြောက်လာရန်အရေးမှာဆရာတယောက်ကိုဘတာကိုမွေးရမှာတပါတခြားမရှိနိုင်မှာအတန်းပညာလေးတန်းထိသာသင်ခဲ့ရပြီး ရှင်သာမဏေဘဝယဟန်ဘဝများဖြင့်မြန်မာနိုင်ငံအိန္ဒိယနိုင်ငံများတွင်နှစ်ရှစ်လများဆရာပညာရှာခဲ့ရကြောင်းကျွန်တော်သိပါသည်ဆရာကိုကျွန်တော်တခုမေးခြင်းသေးတယ်ဆရာသာပေသူတွေကိစ္စပါ တချို့စပယ်စုတွေမှာကံကံရှင်ကတိတ်အာမဆိုင်ပဲဘေးကအလူငွေကိုအားကိုးလွန်းတာကိုပြောတဲ့လေတွေနည်းနည်းထွက်လာလို့ကြတဲ့ဘဝစုပေးပြီဆိုမှာတော့ဗျာကံကံရှင်ကတော့အဓိကအားထုတ်ရမှာပေါ့ဘေးလူဆိုတာကအရန်သားလောက်ပဲဖြစ်တဲ့လို့ထင်တယ်လေပကညာကတကောင်ရံကိုချင်းကပ်လာလေတော့အခါတင်ပရောက်ကိုမျိုးခင်ဤထန်းရိတ်ညွန်မြတ်ခင်းပြင်ပေါ်မှာသပွဲပေါ်တွင်နောက်ထပ်ဂျော်နီလန်းလျှောက်မဟုရာယောင်ဒပလင်းထက်ရောက်လာပြန်ပါသည် ဆောင်းရက်ရင်ပြီမှုနှင်းတွေကပုံမကြတင်းလာခဲ့သောအခါအေးဓာတ်ကစိတ်ခဲလာလေသည် အရက်ကတော်တော်ကလေးပူပြပြနှင့်ခြေချောင်းလက်ချောင်းလေးတွေက အစဖောရောက်နေသည်ဟုထင်ရလောက်အောင်တတရရရှိလာသောဆရာပါတကူကကလထိုင်ပေါ်တွင်ထိုင်းနေသောအခါဖိုင်ဖိုင်အိုင်အိုင်ကြီးဖြည့်၍နေပါသည်တခါကမိုးဝိမကသိန်းဤ ဘွိုက်စ်တွင်လူတစ်ယောက်ဤတန်ဖိုးကိုတိုက်တရာ၌အတ္တကိုဖဲ့ပြီးအများကျိုးဘလောက်တဲ့ဖိုးတလဲဟုသောဆန့်ဖြင့်တိုက်တကြောင်ပြောဆိုခဲ့သည့်ဆရာပါရဂူဤမြတ်ဝင်းအေအစ်ကိုမျက်မှန်ထူပိမ့်ပိမ့်ကြီးအားဖောက်လျက်ကျွန်တော်ကြည့်နေမိသည်ကျွန်တော်ကတော့ဗျာကျွန်တော်စမှုကားတွေစုဆောင်းထားတာရှိတယ်ကျွန်တော်မျက်နှာလွှဲသွားတဲ့အခါမိုဘိုင်းကုန်းကိစ္စတွေရှိတယ်အားလုံးကိုစနစ်တကျလုပ်ထားပါတယ်ပရိုက်တာကိစ္စတွေမှာသုံးဖို့ပါပဲ တကောင်တော်တော်ကလေးကျူးသွားပြီးတော့အခါဆရာကိုတာက ထမင်းစားကြဖို့ဆော်ဩပါသည် အနီးကမြက်ခင်းပြင်ပေါ်မှာပင်ပြင်ဆင်ထားသော ထမင်းဝိုင်းကိုကျွန်တော်တို့ရွှေ့ကြသည်ပဇွန်ကြောင့်မုံများမြုပ်သည်စိမ့်များကြက်သွန်ပြူများထောင်းထက်ထားသည်ပြင်းနစ်နေသောငပိရေခွက်များတွေတွင်တံပရာညှစ်ထက်ထားလေသောအခါပကံညာသည်ခေါင်းမဖော်နိုင်သဏ္ဍန်ဖြစ်၍သွားပေသည် ျွန်တော်နှင့်တည်ကျွမ်းရင်းနှီးရသည့်စာရေးဆရာကြီးများတဲ့တွင်ဟိုးတော်တော်စောစောကလေးကတွေးနေမြင်နေရပါလေရဲ့။နောက်ကြမှယင်းနှီးရသောစာရေးဆရာကြီးမှာဆရာပါရဂူပင် ဖြစ်ပါသည်။ဆရာပါရဂူဤစာတွေကိုကျွန်တော်တော်တော်များများကြီးကိုဖတ်ဖို့ပါသည်။ဆရာစာတွေကိုပိုက်စိတ်တိုက်ဆိုသလိုကျွန်တော်ဖတ်မိသည်မှာရန်ကုန်တက္ကသိုလ်တွင်ကျောင်းတက်နေသောနှစ်ကလများကမှဖြစ်ပါသည်။ထက်တန်းကျောင်းသားဘွားမှာဆရာစာကိုကျွန်တော်မသိဘူး။ တက္ကသိုလ်တွင်ပညာသင်စဉ်နှစ်ကာလများ၌ကျွန်တော်တို့တက်တွေအစုအဝေးလိုက်စားဖတ်ကြတော့အခါကျွန်တော်တို့အစုအဝေးကလေးတဲ့သို့စနစ်တကျဝင်ရောက်လာသောစာအုပ်များတဲ့တွင်ဆရာပါရဂူဤစာအုပ်များလည်းအများပြားပါဝင်လာပါသည်ဆရာနှင့်ဆရာစန်းထွန်းမန္တကသိုလ်တို့ပူးတွဲပါတာပြန်သည့်ဘောရကာမဂင်္ဂတို့ကို ကျွန်တော်ဖတ်သည်မူလစာရေးဆရာရာဟုလာတန်ကိစီကလည်းကျွန်တော်တို့အကြိုက်ဖြစ်ပေရာ တကယ်တမိုင်းခေနောက်ခံဝိထုကိုဆရာတို့ပါတတ်ပြမှာတဆင့်အရတခံခွင့်ရခဲ့သည်ထိုင်းနိုင်ငံမှာဖုံတော်ကြီးတပါးလက်ရာကိုဓမ္မစကားဟု၍ဆရာကပါတတ်ပြခဲ့သည်ထိုစာအုပ်ကလေးထဲတွင်ကဗုဒ္ဓဓမ္မတန်ကသာသနာအလုတ်လောကဇာတိငရေတရိစ္ဆာန်နိဗ္ဗာန်မာနစသည်စသည်ဖြင့်ဝါဟာရများကိုအရက်ထဲတွင်နားလည်လက်ခံထားသည်ကတမျိုး တရားဓမ္မနယ်ပယ်၌သို့လုံးနေသည်ကတမျိုးဖြစ်ကြောင်းရှင်းပြသည်ဥပမာနိဗ္ဗာန်ဟူသောဝါဒနှင့်ပတ်သက်၍နေသင့်သုံးစကား၌နိဗ္ဗာန်သည်နေရာဌာနတစ်ခုဖြစ်သည်ဓမ္မစကား၌ကနိဗ္ဗာန်ဟူသောစကားလုံးသည်ကိလေသာအညစ်အကြေးဟူသည်မြတ်မတင်းတိမ်မရောက်ရဲသည့်အခြေအနေမှန်သမျှလုံဝတ်ချုပ်ငြိမ်းခြင်းကိုရည်ညွှန်းလေသည်စသည်စသည်ဖြင့်ဖော်ပြထားသည်ထို့တူပဲမာနသို့သောစကားလုံးကိုလည်း နေ့စဉ်သုံးစကား၌တက်ရှိပုဂ္ဂိုလ်အဖြစ်ရည်ညွှန်းတော်လဲဓမ္မစကား၌မကောင်းသောစိတ်ခြေနေတမျိုးအဖြစ်ဖော်ပြထားပါသည်စဉ်းစားဖို့တွေးဖို့ကိုကျင့်နှက်စရာလမ်းဖွင့်ပေးသည့်သောက်ကလေးအဖြစ်ကျွန်တော်တို့ကြော်ဖြတ်ခဲ့ကြရသည်ထို့ကဲ့သို့ရက်ထဲတွင်နားလည်ထားသည့်နှင့်တကယ့်တရားဓမ္မနယ်ပယ်ကလက်ခံထားသည့်တို့မတူညီကြပုံများပေါ်လွင်လာစေရန်ဘောအရာတလုံးတည်းကိုအကျယ်ဖွင့်ဆိုပြသောသောက်ကလေးတို့ကိုလည်းကျွန်တော်တို့ဖတ်ခဲ့ကြရပါသေးသည် ရဲမာကနိဗ္ဗာန်ဖြစ်ပါသည်ဗုဒ္ဓဒိုင်ရီ၌ဗုဒ္ဓဝင်ကိုဖျားရှင်ကိုယ်တိုင်နေသိမ့်မှတ်တမ်းရေးပုံမျိုးဖြင့်ကျွန်တော်တို့ဖတ်ခဲ့ကြရသည်ဗုဒ္ဓစကား၌မင်္ဂလာဆိုတာဘာလဲအရိယတစ္ဆာဆိုတာဘာလဲမဂ်ဂင်၈ပါးဆိုတာဘာလဲသတိပဋ္ဌာန်၄ပါးဆိုတာဘာလဲဗြဟ္မစုတ်တရား၄ပါးဆိုတာဘာလဲကျွန်တော်တို့ဖတ်ခွင့်ရခဲ့ကြသည်ထို့နောက်ဗုဒ္ဓပိဋကပံနှင့်မတ်အပိဓမ္မာစာအုပ်ကလေးထွက်လာသောအခါ ကျွန်တော်တို့လေးစားတော့မတ်ဝါဒာနဲ့ဗာရီများတူးနေပါလေဟုသောသောဖြင့်တရိကန်နှစ်ခုတတ်တူညီဖို့ကြိုးစားသည့်လက်ပြမျိုးနိုးကဖတ်ဖြစ်ခဲ့ကြသည်ထာဝရဘုရားကိုညှင်းပယ်သည့်နေရာပုဂ္ဂလိကပိုင်ဆိုင်မှုများကိုညှင်းပယ်သည့်နေရာများတွင်တူသည်ဟုဆိုသောအခန်းများတွင်ကျွန်တော်တို့အာရတက်ကြွစွာဖတ်ခဲ့မိကြတော်လဲဘဝနှင့်ပတ်သက်၍အမြင်မတူဟုဆိုသောနေရာများတွင် ကျွန်တော်တို့တတွေလေးလံသွားခဲ့ကြရသည်ဗုဒ္ဓဝါဒမှာကဘဝဆိုတာ တဘွားတများသာမဟုတ်တဲ့။ဘာတွေပဲဖြစ်နေဖြစ်နေဆရာပါရကူဤကွန်မြူနစ်ဝါဒတလင်းအဘဲကြောင့်သောက်ကလေးကိုလည်းငါတို့တွေရဲ့သောက်ပဲဥစိုးကတက္ကသိုလ်များဘိုးစာကြီးလိုက်ထဲမှာဆွဲထုတ်ခဲ့သည့်ပင်ဖြစ်ပါသည်။နောက်တော့ဂျာမန်စာရေးဆရာကြီးဟာမန်ဟက်စီစာအုပ်ကိုဘာသာပြန်ဆိုတော့တိတ်တတ်ထံကိုကျွန်တော်တို့ဖတ်ကြရသည်။ဂေါရမဗုဒ္ဓမဟုတ်တော့အခြားတိတ်တတ်ထဗုဒ္ဓဒေသနာတော်အတွက်ခရီးထွက်ကြတော့ရဟန်းများအကြောင်းကိုတော့မဟာခီးတဲ့မှာဖတ်ကြရသည်။ ထိုတက်မှာတရုတ်ပြည်မှာအိန္ဒိယသို့ခရီးသွားသောရွှင်ကြံအကြောင်းကိုကတီဗီဖန်သားပြင်ရှိမြောက်ဘရင်ဝုခုံနှင့်အတူကျွန်တော်တို့ကြည့်ခဲ့ကြရသည်ပြည်ထသာဘဝမှာအကျွတ်တရားရသွားသူအမပါလီတရားကျင့်ပြီးကိုကျိုးမစွန့်နိုင်သူကသူကောင်းလားအပြော်ပါလိုက်သားနေပြီးကိုကျိုးစွန့်သွားသူကလူကောင်းလားမေခွန်းထုတ်ထားသည့်စိတ်ဒရာလေခါအပရိယနိယတရားပြတ်သွားသည့်ဝေဒာလီစသည်စသည်တို့ကိုလည်းကျွန်တော်တို့ဖတ်ခဲ့ကြရသည် ထို့တို့ထို့တို့သောစာအုပ်များကိုဘာသာပြန်ခဲ့ပြုစုခဲ့သောစာရေးဆရာကြီးကိုဟောပြောပွဲဆင်မြင်ပေါ်မှာ33လမ်းထဲမှာလမ်းဘေးတနေရာမှာမကြာခဏဆိုသလိုလှန့်လန့်တွေ့ခဲ့ဘူးတော့လေကျွန်တော်နဲ့ဟိုးတော်တော်စောစောကတီးခွင့်မရနောက်တွေ့ကြဆုံညစကားပြောကြဖြစ်သွားကြပြီးတော့ခါတွင်ကဆရာနဲ့ကျွန်တော်ကြားလိုက်ဘာမှအသာစီမရှိသလိုရင်းနှီးကျွမ်းဝင်၍တွားကြပြန်ပါသည် တခါကနိုင်ငံသားဘာသာတိတ်ပံတွင်ကျွန်တော်အလုံးလုံးနေကဖက်လက်ဆဆောက်ကလေးတအုပ်ကိုကင်ထားရင်လမ်းလျှောက်သွားစဉ်တရုတ်စပေဌာနမှဌာနမူဆရာဦးသစ်ဇန်လွင်နှင့်တွေ့ရာဆရာကကျွန်တော်ဆောက်ကိုယူ၍ကြည့်ပါသည်ဆောက်ကဖော်မဲ့ဟင်းတာဂျပန်ယဟန်တော်တပါးကြီးချက်ချင်းမြတ်တာမှဝေးရာကိုထွက်ပြေးသည့်ဝိထုဆရာပါရဂူအင်္ဂလိပ်မူမှတဆင့်ဘာသာပြန်ဆိုထားသောဝိထုဆရာဦးသစ်ဇန်လွင်ကလမ်းရင်ငွေငွေဖြင့်ကျွန်တော်ကိုကြည့်ပြီးပြုံးသောအခါ ကျွန်တော်အားလုံးကိုဆက်ဆက်၍ရသွားသည်။အော်ဖော်မဲဆက်ရဥသဇံလွင်ယူလာသည်။ဖော်မဲဝိတ္ထုကို ဖော်မဲဆရာပါရဂူကဘာသာပြန်ဆိုထားခဲ့ခြင်း။ဟုတ်ပါသည်။ဆရာပါရဂူဘဝကလည်းတကယ့်ကိုဖော်မဲဖြစ်ပါသည်။ဆရာနေထိုင်ရာအင်္ဂလိပ်ရှိရာသို့ကျွန်တော်တစ်ခါတစ်ခါရောက်သွားဘူးပါသည်။ဂျပန်တန်ယုံနောက်ကစာပေစစ်စစ်ရေယုံကိုကြော်ပြီးနည်းနည်းကလေးကြွေးလိုက်သည်နှင့်ဆရာငားရန်နေထိုင်ရာလုံချင်းအင်္ဂလိပ်ကိုရောက်ပါသည်။ ခြောင်ဝင်းကျဲ့တွေတင်တခြားတိုက်တလုံးနှင်းရှင်၍စောက်ထားသောတမိုးတထက်အင်းဟိုကလေးတကားတွေကမြဲလွလွပိတ်ထားလျက်စာအုပ်တွေကတအိမ်လုံးခြေချစရာမရှိလောက်အောင်အစီစဉ်မဲ့ကျက်ပြန့်နေလျက်ဆရာအိမ်မှာရုံးမြင့်တန်ညာဆက်ကိုကျွန်တော်မတွေ့မိဖျားသိမ့်ကိုကျွန်တော်မတွေ့မိပကန့်ခွက်ရောက်မိဖို့ပါညာတောက်ရိပ်အိုးစင်ကိုတော်မှကျွန်တော်တတိမထားမိဘီယိုတို့ရှိုကေ့စ်တို့ဆိုတာတွေကလည်းဝေလာဝေး ဟိုးနောက်ဘက်ကြောင်ထဲမှာမသုံးဘဲစောင့်ထားသည့်ရေခဲတစ်တတလုံးကငုတ်တုတ်ကျွန်တော်ကဆရာအိမ်နောက်ဘက်ကိုဖြတ်သွားရင်ကဆရာအိမ်ခန်းကိုတစ်စေးတစ်ဆောင်းငဲ့ကြည့်မိသည်အယောင်အစင်းမရှိလာသည့်ကတင်ကလေးကသာအုပ်ပင်လေထဲမှာမျောလို့ခြံောင်ကတိုးလို့တွဲလောင်းဇားခြံောင်ညစ်မွဲမွဲကြားမှာညစ်သေးသေးခေါင်းကလေးကိုလမ်းမြင်နေရသည်သာအုပ်တွေကတော့ကတင်ပေါ်မှာလဲခြေရင်တပုံခေါင်းရင်တပုံဝဲတပုံယာတပုံ ကျွန်တော်စိတ်တင်ဆရာမခြေရင်ကောင်းရဲ့လို့လည်းမရှိပဲအစင်တင့်တယ်လို့လက်အိတ်နေဟန်တို့ပါသည်ထမင်းကလည်းဘိန်းကနေလာကသဘောမျိုးနဲ့စားတယ်ဗျာရင်းနှင်းချမ်းနေပါတယ်တောက်ချင်တော့လေလပိတ်တိုင်းထွက်သွားလိုက်တယ်ဆရာပါရေတောင်ဘုံမိုင်ကောင်းကတွားခံတောက်ချင်တောက်တာဗျစာပေမိတ်ဆွေတို့ဤစကားကိုကျွန်တော်အမှတ်ရမိသည်ဒီလိုဆိုပြန်တော့ဆရာပါတကူဤဘဝကတကယ်ကိုဖော်မဲ့ဟင်းတာဖြစ်သည်ထီးကြံတာလားလွတ်လပ်တာလား ဒါကိုတော့ကျွန်တော်မစောကြောခဲ့မိဆရာပါတကူလွလွတ်လပ်လပ်နေတဲ့ပုံများနဲ့ပတ်သက်၍မြန်မာနိုင်ငံဤမြောက်ပြားဒေသမှသာပေမိတ်ဆွေတချို့ဤစကားသံတွေကိုကျွန်တော်ကြားဖူးခဲ့ပါသည်သူတို့ကတခြားသောစာရေးဆရာကြီးတဦးနဲ့နှိုင်းရှင်ပြီးပြောခြင်းဖြစ်သည်သူတို့မျိုးကိုသာပေဟောပြောပွဲအတွက်စာရေးဆရာများရောက်လာ၍သွားကြိုကြသောအခါတခြားစာရေးဆရာကြီးတယောက်ဤအိတ်ကခါကိုင်းလောက်အောင်လေးနေပြီးဆရာပါတကူဤအိတ်ကတော့ ဘာမှထဲ့မလာဘူးထင်ရလောက်သည့်အထိပေါ်ပါလာကြောင်းပြောပြခြင်းဖြစ်ပါသည်မှန်ပါသည်ဘီမှန်လက်သက်ညက်ပေါန်တာခေါင်းလင်းစီခီးဆောင်ကက်ဆက်ရေဒီယိုဓာမီဓာတ်ကဲရေမွေးဘာကိုမှဆရာပါတကူသက်ဆောင်လိမ့်မည်ဟုကျွန်တော်မထင်ပါချင်းညီလက်တို့ပါပါကလေးသုံးလေးတဲ့ချီလုံးကြီးသုံးလေးတဲ့မြဖြင့်ဆရာပါတကူဝက်စားနေထိုင်ပုံကိုကျွန်တော်ကသိရှိပြီးဖြစ်ပါသည် တခါ ဆရာပါရကူအိမ်ရောက်သွားစဉ်က အနည်းရှိလက်ဖေးဆိုင်ကလေးသို့သွားရန်ပြင်ညာစဉ်ဆရာကောက်စွန့်နေသောဖနက်ကိုကျွန်တော်အမှတ်မှတ်ထင်ကြည်လိုက်မိခဲ့သည်ဂျပန်ဖနက်ဟောင်းကလေးခြေပနောက်နေရာတွင်ရှင်သေးကွေအရာအတိုင်းမိရွေကျွမ်းလို့ဆရာကဘဝကိုဤများအထိချိုးချမ်းစွာနေထိုင်သူဖြစ်တော်လေဒါနခေါင်းပါသူတော်ကမဟုတ်ပါဆရာလှူပါသည်ဒါမှမဟုတ်ဆရာအလူတွေက စာတင်ကြောင်းစောက်တာစာကြည့်တိုက်စောက်တာရေကန်တူးတာ ဒါကြောင့်ဆရာကိုကျွန်တော်ကကြီးညိုမိသည်တခါတုန်းကတော့ဆရာနဲ့ကျွန်တော်တို့ရှေ့တစ်ပင်စားတောက်ဆိုင်မှာဆုံပြစ်သည်ယခုမရှိတော့သောကံတော်ကြီးဆောင်မှစားတောက်ဆိုင်ကလေးတွင်ဖြစ်ပါသည်ရာပြည့်ဦးစိုးညွတ်ဒေါက်တာလွန်းစွင်နှင့်ဥတ္တရလမင်းမဦးတန်းစွေတို့လည်းပါပါသည်ထိုစဉ်ကဆရာများတန်းတင့်ဆုံးပြစာရက်များဖြစ်၍ကျွန်တော်ကဘာသာပြန်ပညာရှင်များကိုစာရေးဆရာတဲ့ထဲ့တဲ့မထဲ့တဲ့စကားစကြည့်မိပါသည်ပြာကတော့ဘာသာပြန်များဘက်မှအခိုင်အမာဖြစ်ပါသည် ဘာသာပြန်တဲ့အတွက်တော့ on creation မဟုတ်ဘူးဘာညာနဲ့မြင်နေရှိကြမှာပေါ့ဗျာဒါပေမဲ့ဘာသာပြန်တဲ့ဆိုတာကလည်း level ရဲ့ကိစ္စတော့မဟုတ်ပါဘူးညာတန်တစ်ဆိုဘာသာလဲပြန်ပင်ကိုလဲရေးတာပါပဲဒါပေမဲ့ကိုမြတန်းကနည်းနည်းလောတယ်ဗျကိုတကဘာလဲမိဖုရားစောထဲမှာထင်တယ်ဓာတုရအစိတ်လို့ပြန်လိုက်တာလေဒေါက်တာနောင်မကဘရိုင်းဒီအစိတ်လို့ပြန်ပေးလိုက်ရတယ်ကျွန်တော်ကအင်ဒီစာဦးတော်တော်များများကိုမြန်မာဘာသာသို့ပြန်ဆိုသည့်ဆရာအားဘာမှညှင်းဆန့်မနေခဲ့ပါနေရူးဤချစ်သမီးတန်ပေးသားများတို့ တိဘောဤမဟေတီတို့ကိုပင်ဆရာကျေစုကြောင့်ကျွန်တော်တို့ဖတ်ခဲ့ကြရခြင်းဖြစ်ပါသည်တခြားစာအုပ်တွေကလည်းဒုနဲ့တေအခုနောက်ပိုင်းမှာတော့ဆရာစာအုပ်တွေတော်တော်များများထွက်လာပါသည်ဆရကတို့ရာဟုလတန်ကိစီတို့စာပေရင်ကျင်းမှုရေစီးကြောင်းတို့အများပြားပင်ဖြစ်ပါသည်ဆရာနှင့်ကျွန်တော်နောက်ဆုံးတွေ့ခဲ့သည်မှာကြံခဲ့သောຫນွေနောင်တရက်ကဖြစ်ပါသည်ကျွန်တော်ပကံမအပြန်ဟင်းတရာတို့မဆက်မီခဏဝင်တွေ့ခြင်းဖြစ်ပါသည် ဆရာကညနေစာကြွေးလို့ဒီဆိုတော့လေကျွန်တော်ကမနေနိုင်ပါဒါကိုပင်ဆရာကဒါဆိုမနေ့စာတော့စားသွားဟုဆိုကစာပေစစ်စစ်ရေယုံတဲ့ကဆိုင်ကိုခေါ်သွားပြီးဇွတ်ကြွေးပါသည်စားတော့နေကြတော့စစ်စစ်ရေယုံချေကလမ်းပေါ်မှာငါးနှစ်ဝင်းကျင်ကလေးလေးတယောက်ကိုသူမိခင်နဲ့အတူလှမ်းမြင်လိုက်ရသည်ကြောင်းလိုက်ပို့သည့်မြင်ကွင်းဆရာကခြံစည်းရိုးနားထိရှောက်သွားကကလေးကိုမုံဖို့ပေးနေသည်ဆရာအိမ်နေကရက်က ညတညလတတကသားမလာနာမလာတွေပါတွေကိုဆရာတင်ပေးနေရတော့ကလေးလေးဖြစ်ဟန်တို့ပါသည်အသက်80နီးနီးပညာရှင်စာရေးဆရာကြီးကဝါလုံးရေးစာချစ်စရာကလေးလေးတယောက်ထံကိုမြတ်တာတရားတွေလှမ်းပေးလိုက်ပြီးမြင်ကွင်းကိုဖြင့်ကျွန်တော်မေးနိုင်တော့မည်မဟုတ်ပါမောင်တာချိုဂျန်နန်းတက်မဂဇင်း1996ခုနှစ်စက်တင်ဘာလ